်မင်္ဂလာပါစီရီဗော်ယူကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စီရီဗော်ယူပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးဖို့ရွေးချယ်ပေးထားတဲ့စီရီလေးကတော့၂၀၂၃ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ The Last of Us TV စီရီလေးပဲဖြစ်ပါတယ်ခင်ဗျအဲဒီစီရီလေးမှာတော့ကျွန်တော်တင်ဆက်ပေးခဲ့ပြီးဖြစ်တဲ့ Mandalorian စီရီလေးက Mando ပြည့်တိုးဆောင်ပေးထားတဲ့မင်းသား Pedro Pascal ကအဓိကဇာတ်ကောင်ဖြစ်ပါဝင်ပေးထားတယ်ဖြစ်ပါတယ်အဲ့တော့စဉ်းသပ်ဖြစ်ပြီဆိုရင် The Last of Us Season 1ရဲ့နောက်ဆုံးအပိုင်းဖြစ်တဲ့ Look for the Light ကိုစတင်လိုက်ကြပါစို့လား။ကျွန်တော်ကတော့ထုံးစံနိုင်ပေအစီအစဉ်တင်ဆက်ပေးမယ်။ ်ဇေရီဖော်ရီကရှိန်းသူပဲဖြစ်ပါရီဂျိုးနဲ့အယ်လီရိုနှစ်ယောက်တင်းဥစရာဒေးဗစ်တို့စကန်ရနေပြီးတော့သူတို့ထွက်လာခဲ့ကြပြီးတဲ့နောက်မှာ အိုးစုံမျိုးအဖွဲ့တွေရှိတဲ့ Socklay မျိုးတက္ကသိုလ်ဈေးရုံရှိရာစီကိုထွက်လာခဲ့ကြပါပြီ။အဲနောက်တစ်ခန်းမှာတော့ကိုဝင်းတဲ့အမျိုးသမီးတယောက်ကတောလန်းထဲမှာအသက်လူပြေးနေခဲ့ပါပြီ။သူကထွက်ပြေးနေတဲ့တနည်းအားအရောက်မှာအိမ်ပြတ်တလုံးကိုတွေးလိုက်တာကြောင့်မလို့အမြန်ပြေးဝင်သွားခဲ့ပါပြီ။အိမ်ထဲမှာလူရှိမရှိလမ်းခေါ်ကြည့်ပေမဲ့ဘသူမှမရှိရကြောင့်မလို့အပေါ်ဘက်ကိုတက်လာခဲ့တယ်။သူမရဲ့ကိုဝင်ကလည်းမွေးကန်နေဖြစ်နေခဲ့ပြီးတော့ရေမွာလေးစတင်ပြီးတော့ပေါက်နေခဲ့ပြီ။အဲဒါကြောင့်သူမလည်းအခန်းတစ်ခုထဲကိုအမြန်ဝင်လိုက်ပြီးတော့တကားကိုခုံနဲ့ကာထားလိုက်ပါလေ အဲဒီနောက်မှာတော့အခန်းတောက်တနေရာမှာထိုင်ချလိုက်ပြီးတော့ကလေးမွေးကနေရာကြောင်းမလို့နားချိန်နေခဲ့ပါတယ်။တရှင်လေးပါပဲမိုးတကောင်ကတကောက်ကိုဖျက်ကာကိုဝင်းတဲ့အမျိုးသမီးစီကိုအတင်းပြေးဝင်လာပါတယ်။အမျိုးသမီးကလည်းမိုးကောင်ကိုရရင်နီးနဲ့ပြန်ခုခံရင်းနဲ့သူ့မှာပါလာတဲ့ဓမြောင်နဲ့ခေါင်းကိုထိုးဝါတက်ပစ်လိုက်ပါတယ်။အဲဒီအချိန်မှာပဲအမျိုးသမီးကကလေးလေးကိုမွေးလိုက်ပါတယ်။သူမရဲ့ပအောင်ကြည့်မိတဲ့ခါမှာတော့အကိုက်ကန်ထားရတာကိုသိလိုက်တာကြောင့်မလို့ကလေးလေးရဲ့ချက်ချိုးကိုအမြန်ဆုံးဖျက်ပစ်လိုက်ပါတယ်။အဲဒီနောက်မှာတော့အဲ့ဒီအမျိုးသမီးကသူ့ရဲ့ကလေးကိုချီးရင်းနဲ့ရင်ဝင်ထဲမှာပိုက်ထားလိုက်ပါတယ်။ ညာဘက်ရောက်တဲ့ခါမှာတော့ဓမီတွေထိုးကြရင်နဲ့မာလင်းနဲ့အမျိုးသားတယောက်ကအိမ်ပြက်ထဲကိုဝင်လာခဲ့ကြပါတယ်။မာလင်းကအပေါ်ဘက်ကိုတက်လာရင်းနဲ့ကိုဝင်တဲ့အမျိုးသမီးကိုတွေ့သွားခဲ့ပါတယ်။အဲဒီကိုဝင်တဲ့အမျိုးသမီးကမာလင်းရဲ့တငယ်ချင်းအန်နာဆိုသူဖြစ်ပြီးတော့အန်နာရဲ့ပေါင်ကကိုက်ရာကိုလည်းမာလင်းတယောက်တွေ့သွားခဲ့ပါတယ်။အန်နာမာလင်းကိုသူ့ရဲ့ကလေးကိုနိုးတိုက်လို့မရအောင်မလို့ဘော့စတုန်ကိုအမြန်ခေါ်သွားဖို့ပြောလိုက်ပါတယ်။အန်နာကဓမြောင်လေးကိုကလေးနဲ့တူတူထည့်ပေးလိုက်ပြီးတော့ကလေးရဲ့နာမည်ကိုအဲလီဖြစ်ကြောင်းပြောလိုက်ပြီးတော့မာလင်းကိုသူ့ကိုယ်စားအဲလီကိုတေးချားလေးမွေးပေးဖို့မှာနေခဲ့ပါတယ်။ မာလင်းကတော့ဝမ်းနေနေခဲ့ပြီးတော့သူမလုံနိုင်ကြအောင်အန်နာကိုပြောနေခဲ့ပါတယ်။အန်နာကမာလင်းကိုငါတို့ကငငယ်တဲ့ကတငယ်ချင်းနေမလား။တငယ်ချင်းလို့တတ်မှတ်တယ်ဆိုရင်တော့ငါ့ရဲ့ကလေးကိုချီပြီးတော့ငါ့ကိုတက်ပေးပါဆိုပြီးတော့တောင်းဆိုခဲ့ပါတယ်။မာလင်းကလည်းကလေးကိုချီကအန်နာကိုမတက်နိုင်တာကြောင့်မလို့တောင်းမှန်လိုက်ပြီးတော့အခန်းထဲကအများဆုံးပြေးထွက်သွားလိုက်ပါတယ်။အန်နာတော့ခန်းထဲမှာကြမ်းခဲ့ပြီးတော့သူ့ကိုတက်ပေးဖို့အတွက်အော်ဟစ်တောင်းဆိုနေခဲ့ပါတယ်။အဲဒါကြောင့်မာလင်းကလည်းကလေးကိုသူနဲ့ပါလာတဲ့အမျိုးသားကိုခဏလောက်ချီခိုင်းထားလိုက်ပြီးတော့ လေးရဲ့နားကိုအုပ်ခိုင်းလိုက်ကအခန်းထဲကိုပြန်ဝင်ပြီးတော့အန်နောက်ပြတ်တက်လိုက်ရပါတယ်။အဲဒီအချိန်မှာကလေးကလည်းလန်သွားတာထပြီးတော့ငိုနေခဲ့ပါတယ်။မာလင်းကလည်းမျက်ရည်ကျနေခဲ့ပြီးတော့အန်နာရဲ့သမီးအဲလီကိုချီကရင်ဝင်ထဲမှာပိုက်ထားလိုက်ရပါတယ်။အဲဒီနောက်2023ခုနှစ်စီကိုပြန်ရောက်လာခဲ့ပြီးတော့အဲလီနဲ့ဂျိုးတို့ဟာစောက်ကလေးမျိုးနားကိုရောက်လာခဲ့ကြပါပြီ။အဲလီတောက်ကတော့ပြီးခဲ့တဲ့ဒေးဗစ်နဲ့အဖြစ်အပျက်တွေကြောင့်မလို့စိတ်နဲ့လူနဲ့မကတ်တော်ဘဲနဲ့မှိုင်းနေခဲ့ပါတယ်။ ကျောကအဲလီစကားနင်းနေတာကိုသတိထားမိပြီးတော့လိုအပ်တဲ့ပစ္စည်းတွေကိုရှာရင်းနဲ့အဲလီကိုလည်းအရင်လိုပြန်ပြီးတော့တက်ကြွလာအောင်လို့စကားတွေလမ်းပြောနေခဲ့ပါတယ်။အဲလီကစကားပြန်မပြောပေမဲ့အရင်လိုမျိုးတက်တက်ကြွကြွရှိမနေတော့ဘဲနဲ့တိတ်ဆိတ်နေခဲ့ပါတယ်။အဲနောက်တော့နှစ်ယောက်သားကလမ်းဆက်လျှောက်လာကြရင်းနဲ့လမ်းလျှောက်မှလည်းဂျိုးကအဲလီကိုပြောအောင်စကားတွေပြောရင်းနဲ့စနောက်ပေးခဲ့ပါတယ်။အဲလီကတိတ်ဆိတ်နေခဲ့ပြီးစိတ်ထဲမှာမဖြေရှင်းနိုင်တဲ့စိတ်တန်ရာတွေရှိနေခဲ့ပါတယ်။အဆောင်အပြတ်တစ်ခုစီကိုအရောက်မှာတော့ကြောက်တုံးတွေပြိုကျထားအောင်မလို့လမ်းကဆက်သွားမရပဲဖြစ်နေခဲ့ပါတယ်။ အဲဒါကြောင့်ဂျိုးနဲ့အယ်လီတို့ကလည်းအမြင့်ဆုံးတက်ကိုတက်ပြီးတော့အခြေအနေကိုအရင်ဆုံးကြည့်ဖို့အတွက်အဆောက်အအုံကိုဝင်လာခဲ့ကြပါတယ်။အထက်ရောက်တဲ့အခါမှာတော့ဂျိုးကအပေါ်တက်ဖို့အတွက်လေကားမရှိတာကြောင့်မလို့အယ်လီပေါ်ကိုအရင်တက်ခိုင်းပြီးတော့လေကားပြန်ချပေးဖို့အတွက်ပြောလိုက်ပါတယ်။အယ်လီရောအဆောက်အအုံကစာရွက်တွေကိုသာရှောက်ကြည့်ရင်းနဲ့စိတ်တွေလေလွင့်နေခဲ့ပြီးတော့ဂျိုးပြောတာကိုပြန်မဖြေဘဲဖြစ်နေခဲ့ပါတယ်။ဂျိုးကလည်းအယ်လီအနောက်ကိုရောက်လာပြီးတော့စိတ်ပူကအဆင်ပြေလားလို့မေးလိုက်တာကြောင့်မလို့အယ်လီကအဆင်ပြေကြောင်းပြန်ပြောပြီးတော့ဂျိုးလှုပ်ခိုင်းထားတာကိုလုပ်လိုက်ပါတယ်။ ဂျိုးကလည်းအဲလီကိုအပေါ်တင်ပေးလိုက်ပြီးတော့လေကားကိုပြန်ချခိုင်းလိုက်ပါတယ်။အဲလီတယောက်ကတော့လေကားချနေတဲ့တခုခုတွေ့သွားတာကြောင့်မလို့လေကားကိုဂျိုးစီကိုပြစ်ချရင်လည်းသွားကြည့်ဖို့အတွက်ပြေးထွက်သွားပါတော့တယ်။ဂျိုးကလည်းအောက်ကနေပြီးတော့လေကားနဲ့အမြန်တက်လိုက်လာပြီးတော့အဲလီကိုခဏနေဖို့ပြောပေးမယ်။အဲလီကအမြန်ပြေးသွားပြီးတော့ဂျိုးကိုအနောက်ကနေသာလိုက်ခဲခိုင်းနေပါတယ်။တနည်းအားရောက်မှာတော့အဲလီကတစ်ကလေးတို့တကောင်အရွက်တွေစားနေရကိုရက်ကြည့်နေခဲ့ပါတယ်။ဂျိုးကလည်းတက္ကလောက်ကြည့်နေတဲ့အဲလီကိုတွေးသွားခဲ့ပြီးတော့အနားကိုသွားလိုက်ပါရီအဲနောက်အရွက်တွေကိုကူးပေးကအဲလီကိုပေးလိုက်ပါရီ အဲလီယောဂျိုးလုံနေတာကိုနားမလည်တယ်လို့မျိုးကြည့်နေခဲ့ပါတယ်။ဂျိုးကအဲလီကိုတက်ကလက်အုပ်ကိုအစာကျွေးဖို့အရွက်တွေကိုခူးပေးလိုက်တာဖြစ်ကြောင်းနောက်မှအဲလီတယောက်သဘောပေါက်သွားခဲ့ပါတယ်။အဲဒါကြောင့်အဲလီကလည်းပျော်သွားပြီးတော့တက်ကလက်အုပ်ကိုအစာတွေကျွေးနေခဲ့ပါတယ်။ဂျိုးကတော့အဲလီပျော်နေတာကိုပြုံးကြည့်နေခဲ့ပြီးသူ့သမီးတယောက်လိုမြင်လာခဲ့ပါတယ်။အဲတော့တက်ကလက်အုပ်ထွက်သွားတာကြောင့်မလို့အဲလီကအနောက်ကနေပြီးတော့ပြေးလိုက်သွားပါတယ်။ဂျိုးကလည်းအဲလီနောက်ကလိုက်လာရင်တနေရာမှာတော့တက်ကလက်အုပ်တွေစက်စားနေရကိုတွေ့လိုက်ရပါတော့တယ်။ညောင်သားကတက်ကလက်အုပ်တွေကိုကြည့်နေကြရင်းနဲ့ လို့ကအဲလီကိုအရာရာကမျောလင်းထားသလိုပဲလားလို့မေးလိုက်ပါတယ်။အဲလီကတော့အကောင်းရောအဆိုးရောပါပဲလို့ဂျိုးကိုပြန်ထေလိုက်ပါတယ်။အဲနောက်ဂျိုးကလည်းအဲလီကသူ့အတွက်သမီးတယောက်လိုဖြစ်လာခဲ့တာကြောင့်မလို့ပြုစုပြိုးထောင်ခြင်းလာခဲ့ပြီးတော့အဲလီကိုမျောလင်းချက်တစ်ခုအနေနဲ့ပါမြင်လာခဲ့ပါတယ်။အဲဒါကြောင့်ဂျိုးကအဲလီကိုစေယုံကဘယ်မှမှမသိရကြောင်းမလို့ဆက်မသွားတော့ဘဲနဲ့တွမ်မီစီကိုပြန်ညာပြီးတော့အေးစီနေကြမယ်လို့ပြောလိုက်ပါတယ်။အဲလီကတော့ဒုက္ခတွေအများကြီးရင်ဆိုင်လာခဲ့ရကြောင်းမလို့အဆုံးထိသွားကြည့်ခြင်းကြောင့်ဂျိုးကိုပြန်ပြောနေခဲ့ပါတယ်။ ဲတော့တော့ဂျိုးကိုအနောက်ကနေအမြဲလိုက်ပြီးတော့အနားမှာအတူတူရှိပြီးဖို့အကြောင်းအဲလီဟာပြောလိုက်ပါရီအဲဒီစကားကြောင့်ဂျိုးကလည်းခေါင်းနှင်းကလက်ခံလိုက်ပြီးတော့နှစ်ယောက်သားကဆက်လက်လျှောက်လာခဲ့ကြပါရီအဲလိုနဲ့လျှောက်လာကြရင်ကူးဆက်မှုတွေစားဖြစ်ခါစားကစစ်သားတွေလုခဲ့တဲ့အရေးပေါ်ဆေးကူကန်ဟောင်းလေးစီကိုရောက်လာခဲ့ကြပါရီဂျိုးကအရင်ကသူဒီမှာနေခဲ့ဖို့ကြောင့်အဲလီကိုပြောပြခဲ့ပါရီအဲလီကလည်းဆာရာနဲ့အတူတူနေခဲ့ရတာလို့ဂျိုးကိုမေးလိုက်ပါရီဂျိုးကတော့ဆာရာဒီကိုမရောက်လာခင်ကတေသွားခဲ့တာလို့ပြန်ပြောလိုက်ပါရီ အဲလီကဒါဆိုရင်ဒီကိုဘာအတွက်ရောက်လာလေလို့ထပ်မိလိုက်ပါရီဂျိုးကခေါင်းအမာရုပ်ကိုပြရင်နေဒီအတွက်ရောက်လာတာလို့အဲလီကိုပြောလိုက်ပါရီအဲလီကတယောက်ကဂျိုးကိုပြစ်လိုက်တာကြောင့်မလို့မထီပဲလွဲသွားတာလို့ထင်နေခဲ့တာကြောင့်မလို့ဂျိုးကလည်းပဲသူ့ကိုယ်သူပြန်ပြစ်ခဲ့တာဖြစ်ပြီးတော့မထီပဲလွဲခဲ့တာသာဖြစ်ကြောင်းအဲလီကိုပြောပြလိုက်ပါရီအဲလီကလည်းဂျိုးနားမှာဝင်ထိုင်လိုက်ပြီးတော့ဂျိုးရင်ဖွင့်တာကိုနားထောင်နေခဲ့ပါရီဂျိုးကတော့အဲလီကိုဆာရာတေဆုံးသွားတာကြောင့်မလို့အသက်ဆက်ပြီးတော့ရှင်ကျင်စိတ်မရှိတော့ဘဲနဲ့တက်တဲ့ဘုရားရွေးချယ်ခဲ့ရပေမဲ့ သူကသူဘာကြောင့်မှန်အောင်မပြစ်နိုင်ခဲ့မှမသိကြောင်းပြောပြနေခဲ့ပါတယ်။အဲလီကလည်းအချင်းကကူစားသွားမိကြောင်းဂျိုးကိုပြောလိုက်ပေမဲ့ဂျိုးကတော့အချင်းကကူစားသွားမှာမဟုတ်ကြောင်းအဲလီကိုစိုက်ကြည့်နေပြောနေလိုက်ပါတယ်။အဲလီကလည်းဂျိုးကိုပြန်စိုက်ကြည့်လိုက်ရင်တတ်သိဖို့မအောင်မြင်ခဲ့တာကသူမနဲ့တွေ့ဖို့လမ်းစာဖြစ်လာစေတာကြောင့်မလို့ဝမ်းသာကြောင်းပြောလိုက်ပါတယ်။ရုတ်တရက်ဂျိုးတယောက်အဲလီနဲ့ပြောနေတဲ့ဝမ်းနဲ့လာပြီးတော့အဲလီအရှိမမြိတ်ကြီးကြလာခဲ့ပါတယ်။အဲလီကတော့ဂျိုးမြိတ်ကြီးကြအောင်မလို့သူကမြိတ်ကြီးဝဲလာပြီးတော့ဂျိုးကိုစိုက်ကြည့်နေခဲ့ပါတယ်။ ခဏကြာမှတော့အဲလီကဂျိုးကိုသွားကြဖို့ပြောလိုက်တာကြောင့်မလို့ဂျိုးကလည်းပဲဆက်သွားကြဖို့ထားလိုက်ပါတယ်။အဲနောက်မှတော့ဂျိုးကအခုချိန်မှာအဲလီရဲ့ဟာသားစာကိုဖတ်ပြတာလိုအပ်နေတယ်လို့ပြောလိုက်တာကြောင့်မလို့အဲလီကလည်းလွယ်ထဲကစာကိုချက်ချင်းထုတ်လိုက်ပြီးတော့ဂျိုးကိုဖတ်ပြလိုက်ပါတယ်။ဂျိုးနဲ့အဲလီတို့နှစ်ယောက်လမ်းလျှောက်လာကြရင်းနဲ့ရီမောနေကြတော့မှအနောက်ကစစ်သားတယောက်ကဘုံတစ်ခုကိုဂျိုးတို့စီကိုလှမ်းပစ်လိုက်ပါတယ်။ဂျိုးကလည်းအဲလီကိုအ мян ကာကွယ်ပြီးတော့ရှောင်လိုက်ကြပေမဲ့နှစ်ယောက်စလုံးဘုံအငွေ့တွေကြောင့်မလို့မူးနောက်ပြီးတော့မထနိုင်ဖြစ်နေခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲအဲလီကိုစစ်သားတွေကခေါ်သွားကြပြီးတော့ဂျိုးနဲ့တနက်နေ့ရိုက်ပစ်လိုက်တာကြောင့်မလို့သတိမေ့သွားခဲ့ပါတော့လေဂျိုးတယောက်နိုးလာတဲ့အချိန်မှာတော့မာလင်းတို့ပိုးစုံညူအဖွဲရဲ့ဈေးဝင်ကိုရောက်နေခဲ့ပါတယ်ဂျိုးကအဲလီကြောင့်မိတဲ့ခါမှာတော့အဆင်ပြေတဲ့အကြောင်းအဲလီကဂျိုးကိုစိတ်ပူနေခဲ့တဲ့အကြောင်းမာလင်းကပြောလိုက်ပြီးတော့အဲလီကိုဘာမှမဖြစ်ဘဲနဲ့ခေါ်လာနိုင်ခဲ့တဲ့ဂျိုးကိုချီးကျူးနေခဲ့ပါတယ်ဂျိုးကတော့မာလင်းကိုအဲလီရှိတဲ့နေရာကိုသာမင်းနေခဲ့ပြီးတော့လိုက်ပို့ပေးဖို့ပြောနေခဲ့ပါတယ်မာလင်းကအဲလီယာခွဲစိတ်ခံနေတော့မှရောက်နေပြီဖြစ်ကြောင်းပြောလိုက်ကဂျိုးကိုခေါ်သွားဖို့ညင်လိုက်ပါတယ် မာလင်ရဲ့စကားအကြောင်းဂျိုးကဘာလို့ခွဲစိတ်တာလဲဆိုပြီးတော့ပြန်မိလိုက်ပါတယ်။မာလင်ကတော့အဲလီရဲ့အုံနောက်ထဲမှာကော်ရီဆက်မိုရီကအဲလီမွေးဖွားလာကလေးကကြီးပြင်းလာခဲ့တာဖြစ်တာကြောင့်မလို့အဲကူးဆက်ခံနေကြိုက်ရင်တော့မှကော်ရီဆက်အမှုအချင်းချင်းကြောင့်မလို့ဘာမှမဖြစ်ဖ ೇನೆ ခံနိုင်ရှိနေခဲ့တာဖြစ်ကြောင်းအဲလီအုံနောက်ထဲကကော်ရီဆက်မိုကိုခွဲစိတ်ဖယ်ထုတ်လိုက်ပြီးတော့ထပ်ပွားကတကဘာလုံးအတွက်ကူထုံးတစ်ခုထွက်လာနိုင်ကြောင်းမာလင်ကဂျိုးကိုပြောပြနေခဲ့ပါတယ်။ကျိုးကတော့ကော်ရီဆက်မိုရီကအုံနောက်ထဲမှာကြီးပြင်းကြတာဖြစ်တာကြောင့်မလို့အဲလီကိုအဆုံးရှုံးမခံတဲ့ကြောင်းပြန်ပြောလိုက်ပါရီ သူလည်းပဲစိတ်မကောင်းဖြစ်ရပေမဲ့မတတ်နိုင်တဲ့ကြောင်းမာလင်းကဂျိုးကိုပြန်ပြောခဲ့တာကြောင့်ဂျိုးတယောက်စိတ်တူသွားပြီးတော့မာလင်းကိုအဲဒီစီခေါ်သွားဖို့တောင်းချမ်းတဲ့အခါမှာတော့စစ်သားတယောက်ကဂျိုးကိုရိုက်လိုက်ပါတယ်။မာလင်းကအဲဒီကိုမွေးဖွားချိန်တုန်းကသူရှိနေခဲ့တာဖြစ်ပြီးတော့အန်နောက်ကတိပေးခဲ့တာကြောင့်ဂျိုးရဲ့စိတ်ကိုလည်းနားလေကြောင်းဖြောင်းပြခဲ့ပါတယ်။ဂျိုးကလည်းမာလင်းတို့လက်ထက်ကိုရောက်နေပြီဖြစ်တာကြောင့်မလို့ဘာမှမတတ်နိုင်မင်းနဲ့ငြိမ်နေလိုက်ရပါတယ်။အဲနောက်တော့ဂျိုးကိုအဝေးပြေးလမ်းမတစ်ခုစီကိုလိုက်ပို့လိုက်ဖို့အတွက်မာလင်းကပြောလိုက်ပြီးတော့ဂျိုးကထွက်ပြေးဖို့စူးစမ်းခဲ့မယ်ဆိုရင်တော့ပြစ်တက်လိုက်ဖို့အတွက်စစ်သားတွေကိုအမိန်ပေးလိုက်ပါတယ်။ အဲနောက်ဂျိုးကလည်းစစ်သားနှောင်းနဲ့တူတူအခန်းထဲကထွက်လာခင်းမျိုးလုံးတွေကတော့အဲလီကိုရှာဖွေနေခဲ့ပါရီဂျိုးရဲ့ချောင်းတွေကလည်းထွက်သွားဖို့လေးကန်နေခဲ့သလိုအချိန်ဆွဲရှောင်နေခဲ့ပါရီစစ်သားတယောက်ကဂျိုးကိုဆက်သွားဖို့ပြောတဲ့ခါမှာတော့ဂျိုးကတနက်ကိုလူယူကစစ်သားကိုပြစ်လိုက်ပြီးတော့အဲလီရှိတဲ့နေရာကိုမေးလိုက်ပါရီစစ်သားမပြောပြအကြောင်းမလို့ဂျိုးကလည်းစစ်သားကိုပြစ်တက်လိုက်ပြီးတော့အဲလီကိုရှာဖို့အတွက်ထွက်လာခဲ့ပါရီအဲဒီနောက်မှာတော့ဂျိုးကစင်းကိုအနှံပိုးစုံညူစစ်သားတွေအကုန်လုံးကိုပြစ်တက်လိုက်ပြီးတော့အဲလီကိုရှာဖွေနေခဲ့ပါရီ ဂျိုဟာသူ့ရဲ့နောက်ဆုံးကျန်ရှိနေတဲ့မိသားစုရဲ့အဖြစ်အဲလီကိုတတ်မှတ်ထားခဲ့တာကြောင့်မလို့အဆုံးရှုံးမခံနိုင်တဲ့ဇုံးနဲ့အပြစ်မဲ့လူတွေအားလုံးကိုပြစ်တက်နေခဲ့ပါရီအဲနောက်မှာတော့ဂျိုတရားအဲလီရှိနေတဲ့ခွဲစိတ်ခန်းကိုရောက်လာခဲ့ပါရီအဲလီကိုဆရာဝန်တွေကမေးစည်းပေးလိုက်ပြီးတော့ခွဲစိတ်ဖို့လောက်တော့မဲ့ချိန်မှာပဲဂျိုဟာဆရာဝန်တွေကိုတားလိုက်ပါရီဆရာဝန်ကဂျိုးကိုခွဲစိတ်ခန်းနဲ့ဝင်မလာဖို့တားလိုက်တာကြောင့်ဂျိုးကလည်းဆရာဝန်ကိုပြစ်တက်လိုက်ပါရီအဲနောက်ကျန်တဲ့ဆရာဝန်တွေကိုတနက်နေ့ချိန်ထားခဲ့ပြီးတော့အဲလီကိုခေါ်ထုတ်လာခဲ့ပါရီ ဂျိုးတယောက်အဲလီကိုကြည်ထားတဲ့ကားပေါ်တက်ကထွက်သွားဖို့လုပ်နေတော့မှပဲမာလီကရောက်လာခဲ့ကဂျိုးကိုတနက်နဲ့ချိန်ထားလိုက်ပါရီမာလီကတော့ဂျိုးအနေနဲ့အဲလီကိုဘလောက်ပဲကာကွယ်ကာကွယ်နောက်ဆုံးမှတော့အဲလီကကြီးပြင်းလာမှဖြစ်ပြီးတော့ဂျိုးကတေးသွားမှပဲလို့ပြောခဲ့ပါရီဒါပြင်ဂျိုးမရှိတဲ့အခါမျိုးမှာလေအဲလီတယောက်ကဂျိုးမကာကွယ်နိုင်ခဲ့တဲ့ကဘာကြီးထဲမှာပဲကူးဆက်ကောင်းနေကြောင်းမလို့တေးသွားမှဖြစ်ကြောင်းဒါကြောင့်နောက်တစ်ခေါက်ပြန်စင်းစားဖို့အတွက်ဂျိုးကိုမာလီကဖြောင်းပြခဲ့ပါရီဂျိုးကညင်းနေခဲ့တာကြောင့်မလို့မာလင်းကအဲလီဆိုရင်တော့မှန်တာလုပ်ချင်ပါပဲလို့ဂျိုးကိုထပ်ပြောလိုက်ပါရီ ိုးကခဏတွေ့ဝေသွားခဲ့ပြီးတော့မေးမျောနေတဲ့အဲလီကိုကြည့်ကစဉ်းစားနေခဲ့ပါ ರೀ ခဏကြာမှတော့ဂျိုးကဆုံးပြတ်ချက်တစ်ခုကိုချလိုက်ပြီးတော့မာလင်းပြောတော့လက်မခံမင်းနဲ့မာလင်းကိုစိတ်မကောင်းစွာနဲ့ပဲပြစ်သက်လိုက်ရပါတော့တယ်အဲဒီနောက်မှာတော့ဂျိုးကအဲလီကိုတင်ကကားမောင်းထွက်လာခဲ့ပြီးအဲလီကတော့ကားနောက်ခန်းထဲမှာမေဇီရဲ့အရှင်ကြောင့်သတိလစ်နေရကားနေပြီးတော့နိုးလာခဲ့ပါ ರೀ ဂျိုးကအဲလီကိုဖြည်းဖြည်းချင်းထားဖို့ပြောလိုက်ပြီးတော့အဲလီကတော့ပိုးစုံညူအဖွဲ့နဲ့တွေ့ပြီးတဲ့နောက်မှာဘာဖြစ်သွားလဲဆိုပြီးတော့ဂျိုးကိုမေးလိုက်ပါ ರೀ ဂျိုးကပိုးဆုံးကျူးတွေမှာအဲလီလိုမျိုးခံနိုင်ရှိတဲ့သူတွေရှိနေပြီးတော့ကုတုံးရှာမတွေ့ရကြအောင်လက်လျှော့လိုက်ပြီးဖြစ်ကြအောင်အဲလီကိုလိန်ပြောလိုက်ပါတယ်။အဲလီကလည်းအနောက်ခန်းထဲမှာလဲနေဂျိုးပြောတာတွေကိုနားထောင်ခဲ့ပြီးတော့ဆေးုံကအဝတ်စားရည်နေမလို့သူ့ဝတ်စားရည်ကဘယ်မှာလဲလို့ဂျိုးကိုမေးလိုက်ပါတယ်။ဂျိုးကလည်းဆေးုံနေကိုလူရဲ့သူတွေရောက်လာပြီးတော့အဲလီကိုမနေကဲထုတ်လာတာကြောင့်မလို့လမ်းရောက်မှဝယ်ပေးမယ်ကြောင်ပြောလိုက်ပါတယ်။အဲလီကမာလင်းအဆင်ပြေလားဆိုပြီးတော့ဂျိုးကိုလမ်းကြည့်နေထပ်မေးလိုက်ပါတယ်။ဂျိုးကခဏလောက်ငြိမ်နေခဲ့ပြီးတော့အဲလီရဲ့အမေကိုဘာမှပြန်မဖြေဘဲနဲ့အိမ်ပြန်မဲ့အကြောင်းသာအဲလီကိုပြန်ပြောလိုက်ပါတယ်။ ဲဒီကလည်းအစိမ်မကောင်းဖြစ်သွားပြီးတော့တစ်ဖက်ကိုလှည့်ကဝမ်းနေနေခဲ့ပါရီအဲ့နောက်တော့ဂျိုးကလည်းမာလင်ကိုပြတ်တက်ခဲ့မိတာကိုပြန်စင်းစားရင်းအဲလီကိုတောင်းပန်ကြအောင်ပြောလိုက်ပါရီနောက်တစ်နေ့မှာတော့အဲလီယာကားပေါ်မှာထိုင်နေနေသူ့ရဲ့လက်ကကြိုက်ရာတွေကိုကြည့်နေခဲ့ပါရီဂျိုးကရောက်ခန့်နေပြီဖြစ်ပေမဲ့ကားပြတ်သွားအောင်မလို့9နာရီလောက်လမ်းဆက်ရှောင်မိအကြောင်းအဲလီကိုပြောလိုက်ပါရီအဲ့နောက်တော့ဂျိုးကသူ့စားတွေ့ခါးစားကပြောခဲ့တဲ့စကားကိုပြန်ပြောလိုက်တာကြောင့်အဲလီကိုမှတ်မိလားလို့မေးလိုက်ပါရီ အဲလီကလည်းဂျိုးပြောခဲ့မှုတယ်လမ်း၅နာရီရှောက်ရမယ်ဆိုတာကိုပြန်ပြီးတော့မှတ်မိသွားတာဂျိုးမှတ်မိတယ်လို့ပြောရင်းနဲ့ပြုံးပြလိုက်ပါရီအဲနောက်တော့နှစ်ယောက်သားကတောင်ပေါ်တက်ကြရင်းနဲ့လမ်းလျှောက်လာခဲ့ကြပါရီလမ်းလျှောက်မှာတော့ဂျိုးကသူ့သမီးဆာရာကြောင့်အဲလီကိုပြောပြကဆာရာကိုတရိယာနေခဲ့ပြီးတော့အဲလီနဲ့ဆာရာသာတွေ့ခဲ့ရင်လည်းခင်သွားကြမယ်အကြောင်းတတုတုပြောနေခဲ့ပါရီအဲနောက်တော့တွမ်မီတို့ရှိတဲ့မျိုးနားကိုနှစ်ယောက်စလုံးရောက်လာခဲ့ကြပြီးတော့ခဏရက်ကြည့်လိုက်ကြပါရီအဲနောက်တော့ရောက်ဖို့တိမ်မွေးတော့တဲ့အကြောင်းကိုဂျိုးကပြောလိုက်ရင်အရင်သွားဖို့လုပ်လိုက်ပါရီ အလေးကဂျိုးကိုခဏနေဖို့ပြောလိုက်ပြီးတော့ကန်းစံမြို့မှာတုန်းကပထမဆုံးလူသက်တဲ့အကြောင်းပြောဖို့လုပ်လိုက်ပါတယ်။အလေးကအဲဒီတုန်းကပထမဆုံးလူသက်ခဲ့ဘူးတာမဟုတ်တဲ့အကြောင်းဂျိုးကိုရှင်းပြခြင်းခဲ့ပါတယ်။ယင်းတုန်းကကုန်တိုက်တစ်ခုကိုအလေးတယောက်တည်းဝင်ခဲ့တာမဟုတ်ဘဲနဲ့အချက်ဆုံးတငယ်ချင်းရိုင်လီနဲ့တူတူဝင်နေတဲ့ကူးဆက်ခံလိုက်ရဖြစ်တဲ့အကြောင်းဂျိုးကိုပြောပြခဲ့ပါတယ်။ကုန်တိုက်ထဲမှာတုန်းကရိုင်လီကမှုကောင်အရင်ဖြစ်သွားအကြောင်းမလို့အလေးရဲ့ပထမဆုံးပြတ်သက်ခဲ့ရတဲ့သူကရိုင်လီဖြစ်ခဲ့ရပြီးတော့အဲဒီနောက်မှာတော့သူ့အတွက်တေဆုံးရသူတွေကတက်စတိုဆန်တို့ပါဖြစ်လာရတယ်လို့ဂျိုးကိုယင်းဖွင့်လိုက်ပါတယ်။ ဂျိုးကတော့တခါတလေမှာအရာရာကကိုမျောလင်ထားသလိုဖြစ်မလာနိုင်တာကြောင့်မလို့လက်မလျှော်ပဲဆက်သွားနေဖို့သာလိုကြောင်းအဲလီကိုပြောလိုက်ပါရီအဲလီကဂျိုးကိုစိုက်ကြည့်နေမနေ့ကပိုးဆုံးကျူးရဲ့ကိစ္စကအမှန်ဆိုတာကိုကြိမ်ပြရည်လားဆိုပြီးတော့မေးလိုက်ပါရီဂျိုးကလည်းအဲလီကိုပြန်စိုက်ကြည့်လိုက်ရင်လည်းအမှန်ဖြစ်ကြောင်းကြိမ်ပြလိုက်ပါရီအဲလီကလည်းဂျိုးကိုအတော်ကြာပြန်စိုက်ကြည့်နေခဲ့ပြီးတော့ကောင်းပြီလို့ပြန်ပြောခဲ့ရင်ကျွန်တော်တင်ဆက်ပေးနေတဲ့ The Last of Us Season 1လေးကလည်းပြီးဆုံးသွားခဲ့ပါရီဂျိုးရဲ့ဆုံးဖြတ်ချက်ကတိုင်ဟောစင်ကိုအခြေခံထားရဆိုပေမဲ့လည်း အဲတပတ်မှာတော့လူသားတွေအားလုံးအတွက်စိုးကြိုးဖြစ်စေနိုင်တဲ့အရာတစ်ခုလည်းဖြစ်နေခဲ့ပါတယ်။တချိန်ချိန်မှာတော့ဂျိုးနဲ့အယ်လီရိုကြားကယုံကြည်မှုဟာလေဂျိုးရဲ့လောက်ရက်တွေကြောင့်မလို့ပြိုကွဲသွားနိုင်ပြီးတော့အဲဒီခံမှန်းချက်ကတေချာလားမတေချာဘူးလားဆိုတာကိုတော့နောက်ထပ်စီဇန်တွေထွက်လာတော့မှပဲကြည့်ရှုခံစားမှာဖြစ်တာကြောင့်မလို့နောက်ထပ်စီဇန်ကိုသာမျှော်ချဖို့ပြောရင်းနဲ့ဒီနေရာမှာပဲ The Last of Us ဆိုတဲ့ဏီကုန်းလေးကိုဏီကုန်းကမတ်အဆုံးသတ်လိုက်ရပါတယ်ခင်ဗျာ။ဝမ်းသာရတဲ့ငောင်းလေးတစ်ခုကိုဆက်လက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီ secret ကိုရင်းနေစဉ်အတောအတွင်းမှာပဲ The Last of Us က ဒူရီယာအတွဲစီဇန်2ထွက်ရှိလာခဲ့ပြီဖြစ်ပါရီအဲဒါကြောင့်စီဇန်2ကိုလည်းပဲဆက်လက်တင်ဆက်ပေးသွားမယ်အကြောင်းအသိပေးနေပဲနှုတ်ဆက်လိုက်ပါရခင်ဗျာကဲရုပ်ရှင်ဇာတ်လမ်းကောင်းတွေကိုအစင်းစမပြတ် recap နေနဲ့တင်ဆက်ပေးဦးမှာမလို့ကျွန်တော်တို့ရဲ့ ZD4 channel လေးကိုလည်း like and subscribe လေးလှူထားပေးထားကြပါအောင်ဗောဓာတို့ကြီးအားပေးကြရပေးသက်များလည်းပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံတော့မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းပေးလိုက်ရပါရီအဆုံးထိကြည့်ရှုပေးအတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ